မြန်မာရဲ့အရက်မောင်းပိုင်ရှင်ဖြစ်ုံသာမကမြန်မာလက်ရွေးစင်ဗောလီဘောကစားသမားဖြစ်ပေမဲ့အရက်ရှည်လိုဟာတိုက်တာကိုခံရတဲ့မဆန်ဆန်ထီမြန်မာနိုင်ငံကအမျိုးသမီးတွေထဲမှာအရက်၆ဝေကျော်သူတွေရှိပေမဲ့လည်းရှားပါပါတယ်ရှင်အရက်၆ဝေ၅လမကိုပိုင်ဆိုင်ထားတဲ့မဆန်ဆန်ထီကတော့မြန်မာလက်ရွေးစင်ဗောလီဘောမင်တယောက်ဖြစ်ပါတယ်ကိုလွန်သွားပြီဖြစ်တဲ့ပကံသူဒေါ်စည်းကွက်စင်ကတော့မြန်မာနိုင်ငံမှာအရက်၈ပေနဲ့အရက်အရှိဆုံးဖြစ်ပါတယ်ဒီလိုအရက်မောင်းရှိသူတွေကလက်ချုပ်ရည်တွက်လို့ရအောင်ရှားပါပြီးတော့အရက်ရှည်တိုင်းလည်းအကစားလောကတွေကိုမဝင်ဖြစ်ကြပါဘူးမဆန်ဆန်ထီကတော့အရက် က်6ဝင်9လမရှိတာကြောင့်အလွန်မြင့်မားတဲ့အရင်မောင်းဖြစ်နေပြီးတော့မြင်သူတိုင်းကသူ့ကိုကြည်သွားတတ်ကြပါတယ်။မက်ဆန်ဆန်တီကအရက်ရှိတဲ့အပြင်ဗိုလ်လီဘောမှာလည်းဝါသနာပါတာကြောင့်ကစားဖြစ်သွားတာပါ။နိုင်ငံသားမှာရလာတဲ့စုတွေလည်းရှိသလိုပြည်တွင်းမှာလည်းစုတွေရထားတဲ့အထိဗိုလ်လီဘောအကစားမှာထူးချွန်တဲ့သူပါရှင်။ရတဲ့စုတွေကတော့ပရမစုတွေအများဆုံးဖြစ်ပြီးတော့စုတစေပေါင်းများစွာကိုပိုင်ဆိုင်ထားပါတယ်။မြင်မားတဲ့အရင်မောင်းကြောင့်ဗိုလ်လီဘောပုံရင်လည်းခုံပြီးပုတ်ဆရာမလို့ပဲခြေတော့ဆက်လိုက်ရင်ကိုအစီအပြေတဲ့အထိသူ့ရဲ့အရင်မောင်းကမြင်မားတာပါနော်။အမျိုးသားတွေဆိုရင်တော့အရက်6ဝင်9လ မကမြင်မာတဲ့အရာမှဖြစ်ပေမဲ့လည်းမဆန်ဆန်ထီးကတော့မျိုးသားတွေထက်တောင်ပိုပြီးတော့ရှည်လျားပါတယ်။ဗိုလ်လီဘောလောကထဲမှာတော့မဆန်ဆန်ထီးကိုချမ်းချမ်းလို့ခေါ်ကြပြီးတော့ဗိုလ်လီဘောချမ်းချမ်းလို့ပြောလိုက်ရင်တော့ပိုပြီးတော့တည်ကြပါတယ်။ အရက်ရှိတိုင်းလဲဗိုလ်လီဘောကစားတတမဟုတ်ပဲနစ်စနစ်တွေကလည်းလိုအပ်ပါသေးတယ်ရှင်။ဗိုလ်လီဘောပုံတက်ဖို့အတွက်သင်္ကြန်ထားရပြီးတော့အရက်ရှိတာကြောင့်အသာချက်လည်းရှိသလိုအာနက်ချက်တွေလည်းရှိပါသေးတယ်။မဆန်ဆန်တီကတော့နစ်စနစ်တွေကိုကျွမ်းကျင်လို့အာနက်ချက်တွေကိုလည်းနစ်စနစ်နဲ့ပဲပြန်ထိန်လိုက်ပါသေးတယ်။မဆန်ဆန်တီကအရက်ရှိတာကြောင့်ငငယ်တုံးကလေးကလူအများကြီးအာယုံဆိုင်မှုကိုရရှိပါသေးတယ်။အပြင်သွားတိုင်းသူ့ကိုအထူးဆန်းတယောက်လုံးဝိုင်းပြီးတော့ကြည်ကြပါသေးတယ်။ကလေးချင်းချင်းကစားရင်လည်းခန္ဓာကိုယ်ကကြီးနေတာကြောင့်သူ့ကိုကြောက်ကြတဲ့သူတွေလည်းရှိပါသေးတယ်။တခါတရံမှာတော့မဆန်ဆန်တီကဒေါသထွက်ရတဲ့အထိတချို့လူတွေက အမှတ်ချက်တွေကစိုးနေခဲ့ပါတယ်။အသက်ရလာပြီးတဲ့နောက်ပိုင်းမှာတော့မဆန်ဆန်သေးလက်ခုတ်လွတ်ပေးလာတက်ပြီးတော့နားလည်ပေးလိုက်ပါတော့တယ်။နိုင်ငံသားမှာတော့ဒီလိုအရက်ရှိတဲ့ volleyball မေရီကအများပြားရှိပါတယ်။သူတို့ကြွကြွမထူးဆန်းမိမဲ့မြန်မာနိုင်ငံမှာတော့ထူးဆန်းတဲ့သူတယောက်ဖြစ်နေပြီးတော့မိန်းကလေးတယောက်အရက်ရှိတာကကြောက်စရာဖြစ်နေမလားလို့လည်းတွေးမိလာပါတယ်။ဘက်စကားစီရင်တောင်ကြောက်ရွံ့တဲ့အကြည့်နဲ့ကြည့်နေကြပြီးတော့ဒီအရက်ကြီးကြောင့်လူတော့တိုးလို့ရပါမလားလို့တွေးကအစိမ်းမကောင်းဖြစ်ရတယ်လို့လည်းဆိုပါတယ်။မဆန်ဆန်သေးကအရက်ရှိပြီးမဲ့လည်းခန္ဓာကိုယ်ကအလေးချိန်နဲ့မျှကြပါတယ်။အချိုးစားကလည်းကြာနာပြီး တော့သူ့အရက်မောင်းကတော့အငေးကြီးခြင်းစရာကောင်းလောက်အောင်မြင်မနေပါရဲ့ရှင်အသက်38နှစ်အရွယ်ရှိပြီဖြစ်တဲ့မဆန်းဆန်းတင်ကဗောလီဘောမယ်အဖြစ်အခုထိရက်တည်နေပြီးတော့ပြည်တွင်းပြည်ပပွဲတွေမှာလည်းကစားနေပါတယ်နိုင်ငံကုံဆောင်ကစားသမားဖြစ်တာကြောင့်နိုင်ငံတော်ကနေချီးမြှင့်တဲ့ဆုရည်အပြင်ခန်းစား권တွေကိုလည်းရထားပါတယ်အရက်ရှိတာကြောင့်တခြားမိန်းကလေးတွေလည်းမဟုတ်ပဲအဝတ်အစားတွေဖက်နှက်တွေလည်းစိုက်ကြီးမှပဲဝတ်လို့ရတာကြောင့်တီးတက်မှယူရပါတယ် မဆန်ဆန်တီးကသူ့ရဲ့မြန်မာတဲ့အရက်နဲ့ပဲနိုင်ငံကိုအကျိုးပြုပေးနေတာပါအရက်ရှိတာကြောင့်လဲပေါဝင်တယ်လို့သူကိုယ်တိုင်ကလည်းကြိုးစားတာကြောင့်စုတွေရလာခဲ့ပါတယ်တချို့တွေကတော့မြင်မြင်ကျဲမှသူ့ကိုကြောက်ကြပေးမယ်လဲမြန်မာများတဲ့အချိန်မှမကြောက်ကြတော့ပဲခင်မင်သွားကြပါတယ်မဆန်ဆန်တီးတို့မျိုးရိုးမှလည်းအရက်အမောင်းတွေကောင်းကြပြီးအဲ့ဒီအချမ်းမှာတော့သူ့အရက်အမောင်းကပို့ပြီးတော့ရှည်လျားနေပါတယ်မြန်မာတဲ့အရက်ကြောင့်သွားလျာမှာတတိထားမိကြတဲ့ပြင်ဒီလိုရှည်လျားတာကြောင့်လဲဗော်လီဘောမယ်တယောက်ဖြစ်သွားခဲ့တာပါ မြန်မာအမျိုးသမီးတွေထဲမှာမြန်မာတဲ့အရေးအမောင်းကိုပိုင်ဆိုင်ထားတဲ့မဆန်းဆန်းထည့်ရဲ့မြန်မာမှုကြီးကိုသဘောကျရလားဆိုတော့ကမမပြောခဲ့ပါအောင်နော်ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်